ဝန်ကြီးချုပ်အနုထင်ကိုရိုင်ဦးစီးပြီးကြာသပတေးနေ့ကအစိုးရအိမ်တော်မှာပြုလုပ်ခဲ့တဲ့အခမ်းအနားမှာ Cyber Crime တွေကိုပူးပေါင်းတိုက်ဖျက်ဖို့အတွက်ဝန်ကြီးဌာန6ခုနဲ့အစိုးရနဲ့ပုံလိကအဖွဲ့အစည်း9ခုစုပေါင်းအဖွဲ့အစည်း15ခုကနားလည်မှုစာချုပ်လွှာ MOU တရက်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဒီစစ်ပွဲကိုကျွန်တော်တို့ရှုံးလို့မဖြစ်ဘူး။နေ့စဉ်နဲ့မျှနိုင်ငံကိုထိခိုက်ပျက်စီးနေတဲ့ကြားဖြတ်တွေရဲ့ရန်ကနေပြည်သူတွေကိုကျွန်တော်တို့ကာကွယ်ရမယ်လို့ဝန်ကြီးချုပ်အနုထင်ကမိန့်ခွန်းပြောကြားခဲ့ပါတယ်။သူက Cyber Crime တွေဟာ ထိုင်းနိုင်ငံရဲ့ထိတ်တဲအမျိုးသားလုံခြုံရေးချင်းချောက်မှုတွေကတခုဖြစ်တယ်လို့တော့ဖီပီးခဲ့ပါတယ်။ဒီစစ်စင်ကြီးကိုအနိုင်တိုက်မှုအတွက်အစိုးရကအဓိကမဟာဗျူဟာ၅ရပ်ကိုချမှတ်ထားပါတယ်။ပထမတစ်ချက်ကပြစ်မှုကျူးလွန်သူတွေကိုသာမကနောက်ွယ်ကကြိုးကင်သူတွေကိုပါပြင်းပြင်းထန်ထန်အရေးယူသွားမှာပါ။နောက်တစ်ချက်ကတော့အဖွဲ့အစည်းအလုံးရဲ့ထောက်တိုင်းသတင်းချက်လက်တွေကိုချိတ်ဆက်ပြီးပူပေါင်းဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။နံပါတ်၃ချက်ကတော့ရာဇဝတ်ကောင်တွေရဲ့ဗဟန်အကောင့်နဲ့ပိုင်ဆိုင်မှုတွေကိုချက်ချင်းသိမ်းဆည်းပြီးဝေကြီးခေါ်ချမှုကိုတားဆီးသွားမှာပါ။ နံပါတ်၄ချက်အနေနဲ့အစိမ့်မြင့်နီးပညာနဲ့ AI ကိုအသုံးပြုပြီးရာဇဝကောင်တွေရဲ့ငွေလဲလမ်းကြောင်းတွေကိုခြေရာခံပြီးရာဇဝမှုမဖြစ်ခင်ကြိုတင်တားဆီးသွားမှာပါ။နောက်ဆုံးတစ်ချက်ကတော့ပြည်သူတွေကိုပညာပေးပြီး Team Thailand ရဲ့မျက်စိနဲ့နားရီဖြည့်သတင်းပေးတိုက်ကြားစီမှာဖြစ်ပါတယ်။မင်းကြီးချုပ်နှုထင်ကကျွန်တော်တို့ရဲ့ညီမချက်ကတော့ထိုင်းနိုင်ငံကိုချားဖြဲ့နေရရန်ကနေကင်းဝင်းစီပြီးရာဇဝကောင်အားလုံးအတွက်တားမြစ်နေပြီတခုဖြစ်လာစေဖို့ပါပဲလို့ဒီလိုပြောကြားခဲ့ပါတယ်။